မငငယ်လေးတွေကတော့လာတာနှစ်မှာအမငယ်စဉ်ကျောင်းတက်တဲ့ရကျောင်းချက်ချင်းဒီဘဝနဲ့အများကြီးလှူရှာခဲ့တယ်။အာခုက2013စနစ်73ကနေစပြီးတော့မတို့နီးပြနီးပြပြန်ဖြစ်အောင်လို့အာမတို့တွေပြန်ပြီးတော့မှနီးပြတွေဖြေကြတယ်။အာနီးပြဖြေတဲ့အချိန်မှာဒါချက်ချင်းမှာနီးပြဖြစ်တဲ့အတွက်အမတို့ college ကျောင်းနေအကုန်လုံးစာသင်ရတယ်။ဟိုဘလို့ခွန်လဲဆိုတော့အမအခုလောလောဆယ်မှာတော့ဟိုအနုပညာလောက်ကိုပြန်လုပ်နေတဲ့အချိန်မှာဒီပရာဟိတအလောက်ကိုလည်းအချိန်ပေးတယ်အချိန်ပေးတယ်ဂျားတက်လောက်ကိုအချိန်ပေးတယ်နှစ်ခုစလုံးကိုတော့အမသေးတဲ့အထိလောက်သွားမှာ ဲ့လိုကြီးဘလို့ကိုရွေးမလဲတော့မပြောနဲ့နှစ်ခုလုံးကိုအချိန်မရွေးအခုံအချိန်ပေးပြီးတော့မနှစ်ခုလုံးမပစ်နိုင်ပါဘူးဟိုအမ16နှစ်သမီးကမြင်းသမီးဖြစ်တာဆိုတော့ကား400ကျော်900ဒီပါလောက်မထိုးတာတွေကြီးပဲဒရမာကတော့ကား90လောက်ပဲပါတယ်အဲဆိုတော့အားလုံးကထိုးကြိတ်တာတွေကြီးပဲဆိုတော့အခုတော့အသက်နည်းနည်းကြီးတဲ့အခါကျတော့အမတိတ်ရန်ကြီးတော့မလုံနိုင်တော့ဘူးဒါပေမဲ့ကလေးတွေကိုတင်ပြဖို့ကတော့အများအားအဆင်သင့်အဲ့ဒါတော့လုံနိုင်မှသေးတယ် မငငယ်လေးတွေကတော့လာတာနဲ့မှအမငယ်စဉ်ကြောင်းတက်တဲ့ရကြောင်းချက်ချင်းဒီဘဝနဲ့အများကြီးလှုပ်ရှားခဲ့တယ်အခုက2013စနစ်73ကနေစပြီးတော့မတို့နီးပြနီးပြပြန်ဖြစ်အောင်လို့အမတို့တွေပြန်ပြီးတော့မှနီးပြတွေဖြေကြတယ်အနီးပြဖြေတဲ့အချိန်မှာဒါချက်ချင်းမှာနီးပြဖြစ်တဲ့အတွက်အမတို့ college ကျောင်းတွေအကုန်လုံးစာသင်ရတယ်ပြီးရင်အမတို့ကြိုးစားကြိုးစား ဒီပညာကိုသဘောကျတယ်မူခွန်ရက်ကိုလည်းသဘောကျတယ်ပေါ့နော်။ဗာလဲဆိုတော့မမတို့အာမူခွန်ရက်ကိုသဘောကျတယ်ဆိုတာဒါကြားနေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။အာပြီးလို့ရှိရင်လူသားချင်းစာနာထောက်ထားပြီးတော့ရန်သူမိတ်ဆွေမခွဲခြားရဲဒါကြားနေတဲ့ချက်ချင်းဒီပေါ်ဖြစ်တယ်ပေါ့နော်အာလေးပေါ့ပရာဟိတအကျိုးကိုတဲ့ဖို့ဖို့အတွက်အမအကိုစိတ်သက်သွင်းပေးတာတော့ချက်ချင်းဒီပါပဲမမတို့ကကတော့ ဒီဟိုအဲ့လိုတက်ချင်ဒီပညာကိုအဟိုထပ်ပြီးတော့ပြန်ပွားအောင်လုပ်တယ်အမရုပ်ရှင်ရိုက်အားတဲ့အချိန်ကြာရင်အချိန်ပေးပါတယ်တက်ချင်ဒီအတွက်ကအဲမမေကတမီးမျက်စိရှိမှတယ်အကြောင်းပေါင်းစုံပေါ့နော်တက္ကသိုလ်ကျောင်းနေလည်းအများကြီးလိုက်တင်တာတမီးကိုယ်တိုင်လည်းလိုက်ခဲ့ပူတယ်အဲတမီးတို့ကျောင်းမှာလည်းမမေကိုယ်တိုင်လာတင်မှုတော့အဲအခြေခံတော့မမေစီကနေပြီးတော့ပညာလေးယူထားရတော့ရှိရယ်ပေါ့နော်အဲပြီးတော့ဒီရတဲ့မဟုတ်ဘဲနဲ့မမေကရှင်ပြင်တက်ကြရောအကုန်လုံးဆိုတော့လေ ခြေပြင်တက်ခဲ့တဲ့အောင်လားနီးပြအနေနဲ့အောင်လားဆိုတော့ဟုတ်သမီးရဒီငကိုရေကဒီစီးပညာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဲဆိုတော့မမေးစီကဒီတက်ရှင်နီးပညာတော့ယူဖို့ရှိပါတယ်အရှေ့ဦးပြုစုနေပေါ့နော်တခုခုဖြစ်လာရင်အဲစေကောင်ချက်ချင်းမသွားနိုင်တော့မှကိုဘက်ကတခုခုလုပ်ပြီးနိုင်အောင်ပေါ့ဟုတ်ငယ်ငယ်တော့တော့သူတို့အကြောင်းနေမှာမသွားတော့သူတို့တက်တော့ငယ်တော့မတော်မမတ်မိတော့ဘူးပေါ့နော် နောက်တော့ pride တွေလည်းဟိုလမ်းမှာလည်းအခုကြုံရင်ကြုံတို့လူနာကောက်တာလည်းသူတစ်ခါတစ်ခါတော့ပါဘူးရေပေါ့နော် pride ဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်ပြီးတော့ အော်ပေါ့နော်ရန်ဝတနာပါခဲ့တာဘာသာရေးပေါ့နော်အဲ့ဒါလေးကလည်းကိုသမီးကိုလည်းစိတ်ထားလေးလူညံ့အောင်လို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဆုံးမလေးရှိတယ်ပေါ့နော်အဲ့ဒါကိုလည်းအဲ့ပညာကိုအရန်ကိုသဘောကျတယ်ပြီးတော့ဒီပရာဟိတလုပ်ငန်းမှာမှာဒီပရာဟိတစိတ်အအများကိုကူညီခြင်းနဲ့စိတ်အများကိုကိုကိုရဲ့ဘယ်လိုခေါ်မလဲ personal ကိုပြစ်ပြီးတော့ဒီ ရရပစ္စည်းနဲ့ရရငါဒီလူနာကိုစိတ်ပစ်စိတ်ုံစိတ်ပစ်ကံငါဘလို့ပို့မလဲဆိုတော့ဒီအသည့်စိတ်ကိုချက်ချင်းနေရမွေးပေးတာဖြစ်တဲ့အတွက်အမအပ္ပရာအကျိုးတဲ့ပိုးတဲ့ညမှာချက်ချင်းနေရအမရဲ့ဟိုလက်ဦးစရာဆိုလည်းမမအောင်ပေါ့နော်အကျန်းအမှုပညာရှင်မှာဖိုက်တင်မင်းသမီးဆိုတော့အမရဲ့တတ်ထားတဲ့ပညာတွေပဲအမရုပ်ရှင်မင်းသမီးဘွားကိုဖြတ်တန်းတယ်အာဒီဒီပညာကလည်းအမအရန်ဟိုဘောဘောဘလို့ခေါ်မလဲဆိုတော့ဟိုအမရဲ့စိတ်စိတ်နဲ့လည်းနည်းနည်းကြီးရလို့ထင်ပါတယ်ဟုတ်ကြံကြံတန်းတန်းနဲ့အဲ့လိုလှုပ်ရတဲ့ဟာလည်းရှိတာပေါ့နော် အဲအမရဲ့စိတ်ကတော့ယောက်ျားနည်းနည်းဆန်ပါတယ်ဟုတ်ဟိုဘယ်လိုခုံလဲဆိုတော့အမကအခုလောလောဆယ်မှာတော့ဟိုအနုပညာလုပ်ကိုပြန်လုပ်နေတဲ့အချိန်မှာဒီပရာဟိတအလုပ်ကိုလည်းအချိန်ပေးတယ်အချိန်ပေးတယ်ဂျားတလောက်ကိုအချိန်ပေးတယ်နှစ်ခုစလုံးတော့အမတည်တဲ့အထိလုပ်သွားမှာအဲ့လိုကြီးဘလို့ကိုရွေးမလဲတော့မပြောနဲ့နှစ်ခုလုံးကိုအချိန်မရွေးအခုံအချိန်ပေးပြီးတော့မှနှစ်ခုလုံးမပြစ်နိုင်ပါဘူးဟုတ်ဟောဘငငယ်လေးရပါပဲအမဝါသနာပါတယ်အမယောက်ျားလေးဆန်တယ်အာဒီကရာတေတွေပညာကိုလည်းကျောင်းကနေပြီးတော့သင်ယူခဲ့တဲ့အချိန်မှာအမမင်းသမီးလုပ်ဖို့တော့ရည်ရွယ်ချက်မရှိပါဘူး ်အမဒီရလေးတွေကို credit စားတာကိုအမဟိုဘောဘယ်လိုခေါ်မလဲအရန်ဟိုဘောဝါသနာပါတဲ့အတွက်အမဒီလိုပဲနေတာအမရဲ့မိခင်တရင်ရောဂီတပဲအမအစိုးရဘဝနေပဲစခဲ့ရတာဒါကတော့အမပညာကိုသဘောကျလို့လာငားရင်းနဲ့ပဲလူချမ်းအဖြစ်လာငားရင်းနဲ့ပဲအမမင်းသီးဖြစ်သွားတာပါအဲ့ရှင်မင်းသီးဖြစ်သွားတာဟုတ်အခုချိန်ဒီတော့ကလေးတွေတော့ပံ့ပိုးပေးဖို့အဆင်သင့်အများအားရှိပါတယ်။ဟောဒီပညာကိုပေါ့နော်အရှင်ပညာကိုသင်ချင်တဲ့လူအဲတက်ချင်တဲ့လူကိုကားရိုက်နဲ့ဂျုံလို့ character နဲ့ဂျုံလို့ အန်တီမိုခန့်ရေးတင်ပေးပါအပေါ်တော့ပြပေးပါဆိုရင်ခုချိန်ထိကိုဝဲကန်လောက်ပါတယ်အမြဲတမ်းကြိုးစားပါတယ်ကလေးတွေကိုဟုတ်ကိုမသေးခင်ပေါ့နော်ကိုပညာလေးရတင်ရတိုက်တလောက်လေးတော့ရရသွားစေချင်ပါတယ်ရောတာရောတာပေါ့ညီမရေဟိုအမ16နှစ်သမီးကမြင်းသမီးဖြစ်တာဆိုတော့ကား400ကျော်900လီပါလောက်မထိုးတာတွေကြီးပဲဒရမာကတော့ကား90လောက်ပဲပါတယ်အဲဆိုတော့အားလုံးကထိုးကြိတ်တာတွေကြီးပဲဆိုတော့အခုတော့အသက်နည်းနည်းကြီးတဲ့ခါကျတော့အမတိတ်ရန်ကြီးတော့မလုံနိုင်တော့ဘူးဒါပေမဲ့ကလေးတွေကိုတင်ပြဖို့ကတော့အမြဲတမ်းအဆင်သင့်အဲ့ဒါတော့လုံနိုင်မှသေးတယ် ။အိုးမတားပါဘူး။သူဝန္ဒနာပါတယ်လေအဲ့ဒါ။တားပါရဲ့။အဲတားတယ်ဆိုတာပေါ့။တားတယ်ဆိုတော့မေတယောက်အနေနဲ့တားတယ်ဆိုတော့အမှုပညာဆိုတာလေအာနည်းနည်းနာမည်ပဲနှူတာလေ။ဖြတ်တန်းရတာကြမ်းတမ်းတယ်။ဟိုအရှင်မင်းသမီးရဲ့ဒရမာမင်းသမီးရဲ့လို့မဟုတ်ဘူး။အမှုပညာတွေဒီအားလုံးကဖြတ်တန်းရတာကြမ်းတမ်းပါလေ။အဲ့ဒီခါကိုဒန်ခန္ဓာရဲ့သမီးလို့ပြီးရင်ဝမ်းစာပြည့်ရင်မှဝမ်းစာပြည့်အောင်ဖြည့်ပြီးမှပြိဿကိုချပြပါ။အဲ့ဒါကြောင့်မလို့ပါ။အဲ့ဒါလေးကတော့အမြဲဆုံးမှပါပဲ။ဝမ်းစာပြည့်မှချပြပါလို့